တထေးကြီးတယောက်ကစင်ရတာအဖွားဦးရှိမှရက်လိုက်ပြီးတော့အဖွားကကျွန်တော်ရဲ့အမိပဲလို့ပြောလိုက်ပါရီ DNA စစ်ဆေးမှုရလဒ်တွေကြည့်လိုက်ပြီးအောင်သူမအံ့အားတင်သွားခဲ့ပါရီ Daniel Foster ကတသက်လုံးမမ်းမိနေခဲ့တဲ့အရာနှစ်ခုရှိပါရီအဲ့ဒါကတော့သူဟာမွေးစားသားတယောက်ဖြစ်ပြီးနောက်ထပ်တစ်ခုကသူ့ကိုမွေးပြီးအောင်ပျောက်ကွယ်သွားခဲ့တဲ့အမျိုးသမီးတယောက်ရှိနေတယ်ဆိုတဲ့အချက်ပဲဖြစ်ပါရီ အခုဆိုရင်အသက်30နှစ်ရှိနေပြီဖြစ်တဲ့ဒန်နီယယ်ဟာနိုင်ငံရဲ့အချမ်းသာဆုံးလူငယ်ဝေးအထက်ကတယောက်ဖြစ်လို့နေပါပြီ။နီးပြာကမ်ပဏီကြီးတစ်ခုရဲ့ CEO စင်ခန်ကားဝေရွက်လီဝေကိုပိုင်ကြက်လျင်တွေပိုင်ဆိုင်ထားတဲ့လူပါ။အပြင်ပန်းကနေကြည့်မယ်ဆိုရင်တော့သူ့ရဘဝကပြည့်စုံနေပုံရပါလိမ့်။ဒါပေမဲ့အတွင်းထဲမှာဆိုရင်တော့ဘီလီယံပေါင်းများစွာနဲ့တော့မှဖြည့်လို့မရတဲ့လိဟာမှုတစ်ခုကသူ့ရဲ့ရင်ဘတ်အထဲမှာရှိနေခဲ့ပါလိမ့်။နှစ်ပေါင်းများစွာကြာအောင်သူ့ရဲ့မွေးစားမိဘဝေအထူးသဖြင့်သူ့အဖေကအမန်တရားကိုဖုံးကွယ်ထားခဲ့ပါလိမ့်။ ူမကမင်းကိုမလို့ရှင်လို့ပြစ်သွားခဲ့တာပါဆိုပြီးသူတို့ဟာအေးစက်စက်နဲ့ပြောတတ်ပါရီအသိကိုမေ့ထားလိုက်ပါငါတို့ကမင်းကိုအာရပေးထားတာပဲဆိုပြီးသူ့ကိုပြောခဲ့ကြပါရီဒါပေမဲ့တန်ဒီရဲ့တယောက်ကတော့ဘယ်တော့မှမမေ့နိုင်ခဲ့ပါဘူးတိတ်ဆိတ်နေတဲ့အချိန်မှာသူကအမှန်ကိုကြည့်ပြီးတော့ငါတကယ်ဘယ်သူနဲ့တူတာလဲ ဘတူရဲ့သွေးတွေကအငါရဲ့ကိုယ်အထဲမှာစီးဆင်းနေတာလဲဆိုပြီးတော့သူစဉ်းစားနေတတ်ပါရင်သူ့ရဲ့မွေးစားအဖေဆုံးပါသွားတဲ့အခါမှာမိသားစုရဲ့အမွေတွေကိုဆက်ခံရပြီးတော့ခေါင်းဆောင်ဖြစ်လာတဲ့ဒန်နီယယ်တယောက်အဖေအိုကြီးရဲ့စာကြည့်ခန်းအထဲမှာလိုဝတ်ထားတဲ့အရာတစ်ခုကိုတွေ့လျက်ပါရင်အချိန်ကြာလွန်းတဲ့အတွက်ဝါနေပြီဖြစ်တဲ့ဇိတ်သိအထဲမှာဆိုရင်ဆာရွက်စာတန်းတွေလက်မှတ်တွေနဲ့မေးမိနေကြတဲ့ဓာတ်ပုံတစ်ပုံရှိနေကြတာပါ ဓာတ်ပုံအထဲမှာဆိုတော့ပိန်ပိန်ပပနဲ့ပင်ပန်းနေပုံရတဲ့အမျိုးသမီးငယ်တယောက်၊မွေးကင်းစကလေးငယ်ဖြူဖြူလေးတယောက်ကိုပွေထားပြီးတော့ကင်မရာကိုအသင်ပြုံးပြနေခဲ့ပါရီ အောက်မှာဆိုရင်တုံရင်နေကြတဲ့လက်ရည်နဲ့ရေးသားထားတာကတော့ Armora Force က1990နှစ် Daniel Foster ရဲ့မွေးမိခင်တရားဝင်မွေးစားမှတ်တမ်းဆိုပြီးတော့ပါဓာတ်ပုံကိုစိုက်ကြည့်ပြီး Daniel တရားအတက်ရှူမာတော့ခဲ့ပါပြီ။သူမရဲ့မျက်လုံးတွေကငှက်ရမျက်လုံးတွေနဲ့တူနေတာပဲလို့သူတွေးလိုက်မိပါရီ။စာတစောင်ကလည်းပါနေတိပါရီ။ပြီးတော့တရားဝင် Sweden တခုကိုလည်းသူကဖတ်လိုက်ရပါရီ။ကြည်ကွဲဖွဲအခြေအနေတွေနဲ့စီးပွားရေးအခက်အခဲတွေကြောင့်မိခင်အရင်ကအပြည့်အဝတရားဝင်မွေးစားရှင်ကိုသဘောတူခဲ့တယ်ဆိုရယ်စာတစောင်ပါ။ အဲ့ဒီနောက်မှာနောက်ပိုင်းတောင်းဆိုမှုတွေကိုခွင့်မပြုဇာရွက်ဆက်တန်းတွေကိုချိတ်ပိတ်ထားမယ်လေကြောင်းမတော်တဆမှုကြောင့်ခင်မုန်းဖြစ်သူတည်ဆုံရှင် တဦးထဲသောမိခင်ဖြစ်ပြီးမတိငင်တဲ့ဗန္တာရေးအခြေအနေတွေကြောင့်ပြုစုဆောင်ရှောက်ဖို့အတွက်မတတ်နိုင်ရှင်စတဲ့ဆာရွက်တွေကိုသူကဖတ်ကြည့်လိုက်ရပါပြီဒီစက္ကလုံးတွေကဒန်နီယက်ကိုလက်တီးနဲ့ထိုးလိုက်သလိုပဲခံစားစေရပါပြီသူ့ရဲ့မွေးမိခင်ကသူ့ကိုမချစ်တဲ့အတွက်ပြစ်ထားခဲ့တာမှဟုတ်ပါဘူးသူမနဲ့ကလေးကိုအတင်းအကျပ်ခွဲခဲ့တာပါတယောက်တည်းဝမ်းနဲ့ပူဆွေးနေတဲ့အချိန်အကူအညီမဲ့နေတဲ့အချိန်မှာသူ့ကိုခေါ်တွားခဲ့ကြတာပဲဖြစ်ပါရင်ရက်တပတ်များစွာဒန်နီယက်တယောက်ကတော့အိတ်မပြောနိုင်တော့ပါဘူးသူမကိုရှာဖွေရမယ်ဆိုတဲ့အသွေးတစ်ခုနဲ့ပူလောင်နေခဲ့ပါရင် အဲ့ဒါနဲ့သူကအကောင်းဆုံးစုံစမ်းထောက်လန်းသူကိုငားရမ်းခဲ့ပါရင်းလူမှုရေးမှတ်တမ်းအဟောင်းတွေကိုရှာဖွေလိုက်ပြီးတော့သူတခုမှရှာတွေ့တာမျိုးမရှိပါဘူးတည်ဆုံးကြောင်းလက်မှတ်လည်းမရှိပါဘူးချေအားခံလို့လည်းမရပါဘူးသူမကပျောက်ကွယ်သွားခဲ့ပြီးဒါမှမဟုတ်တခုခုများဖြစ်နေခဲ့တာလားဒါပေမဲ့စောင်းဦးညနေခင်းတခုမှတော့ကန်ဂျမကကြားဝင်လာခဲ့ပါရင်းဒန်နီယယ်ဟာမြို့ဟောင်းမှာစီးပွားရေးနေ့လည်စာစပွဲကနေပြန်လာနေတော့သူ့ရဲ့အလီမိုယောင်စူပါကားကိုမောင်းပြီးတော့လမ်းချင်းလေးအထဲမှာဖြည်းဖြည်းချင်းမောင်းနေကအတွေးထဲမှာနေမျောနေခဲ့ပါရင်း သူ့ရဲ့စိတ်ထဲမှာဆိုရင်ဇာတ်ရိုက်ထဲကဓာတ်ပုံကိုပဲပြင်ရောက်သွားခဲ့ပါပြီလူစီကားတဲ့လမ်းဆောင်တစ်ခုအရောက်မှာတော့ကားဝေကနေသွားခဲ့ပါပြီဒန်နီယယ်ကလမ်းမေးကိုကြိလိုက်ပြီးအဖွားကိုတယောက်ကိုမြင်လိုက်ရပါပြီသူ့ရဲ့စိတ်ထဲမှာအလိုလိုယဉ်နီးနေတယ်လို့မျိုးခံစားရပြီးတော့ပိန်ပိန်ပပအားနေနေခဲ့တဲ့အိတ်ကြီးတစ်လုံးရဲ့အလေးရှိန်ကြောင့်ခါးကိုင်းနေခဲ့တဲ့အဖွားကိုတယောက်သူတွေ့လိုက်ရတာပါ သူမရဲ့အဝတ်စားဝေးကဆုတ်ပြဲနေပြီးခြေထောက်တွေကဖနှက်မပါပဲဗလာချင်းဖြစ်နေခဲ့ပါရင်သူမဖြည်းဖြည်းချင်းလှူရှားနေခဲ့ပြီးတော့ခေါင်းကိုငုတ်ကကဘာကြီးကမိထားခဲ့တဲ့တံတောင်းစားတယောက်လိုပဲဖြစ်ပါရင်သူမရဲ့မျက်လုံးတွေသူမရဲ့မျက်နှာဒါဝေးကသူ့ရဲ့ပုံထဲကအမေနဲ့တကယ်ကိုတူနေခဲ့တာပါအမေကအသက်ရှင်နေတုန်းပဲလားလို့သူကစဉ်းစားနေမိပါရင်ဒန်နီရဲ့ရဲ့ယင်ထဲမှာဆိုတော့တေချာမှုတစ်ခုတိုးဝင်လာခဲ့ပါရင်သူမရဲ့မျက်နှာမျက်လုံးတွေဒါကသူမပဲလို့သူတေချာနေခဲ့ပါပြီဘာမှမစဉ်းစားတော့ပဲနဲ့သူ့ရဲ့ကားကိုဘရေးအုပ်လိုက်ပြီးလမ်းလဲခေါင်မှာကားကိုရက်လိုက်ပါရင် သူရနောက်မှရှိတဲ့ကားဟွန်းနဲ့နေကစူရန်ခဲ့ပြီးမဲ့ဒန်နီယယ်တယောက်ကိုခ ्यू မဆိုင်ပါဘူးကားတစ်ခါကိုဖြန့်ပြီးလမ်းဘေးကိုတွားခဲ့ပါရင်ချောမွေးတဲ့မိခိုးရောင်ဝတ်စုံဝတ်ထားတဲ့လူငယ်တထေးကြီးကသူ့စီကိုအပြေးလွှားလာနေတာကိုတွေ့တော့အဖွားကြီးဟာအံ့ဩတုန်လှုပ်သွားခဲ့ပါရင်ခဏလောက်တော့သူမကစကားမပြောနိုင်တော့ပါဘူးအဲ့ဒီနောက်စိတ်လှုပ်ရှားမှုကြောင့်စကားတန်နီကနစ်မိုးနေခဲ့ပြီးမင်းကငါရဲ့အမေဆိုပြီးတူတူလေးပြောလိုက်ပါရင်အဖွားအုပ်ကရှုပ်ထွေးစွာနဲ့မျက်တောင်ခံလိုက်ပါရင်သူမရဲ့ပိန်တီတဲ့ခန္ဓာကိုယ်ကလေးလံတဲ့အိတ်ကြီးအောက်မှာတုံရင်နေခဲ့ပါရင် သူမရဲ့အရှိမရက်နေခဲ့တဲ့မိခိုးရောင်ဝတ်တိတိတတဝတ်စုံဝတ်ဆင်ထားတဲ့စိတ်ကံစားမှုရဲ့ပြည့်နေနေခဲ့တဲ့လူငယ်ကောင်လေးကိုသူမကြည့်လိုက်မိပါရင်ဘာပြောတာလဲလို့သူမကတတုံရင်နဲ့ပြန်မိပါရင်ဒန်နီယယ်ရဲ့အတန်ကတုံရင်သွားခဲ့ပါပြီ။မင်းကငါရဲ့အမိနဲ့တပုံဆန်နဲ့တူနေပါရင်ဂျေဆုပြုတ်ပြီးတော့မင်းရဲ့နာမည်ကိုပြောပြပေးလို့ရမှာလားလို့သူဟာမေးလိုက်ပါရင်အမရာလို့သူမကတူတူလေးပြောပါရင်ဒန်နီယယ်ရဲ့ဒူးဝေကအားပြော့သွားခဲ့ပါပြီ။ မွေးစားဆွဲတဲ့ကနာမည်နဲ့တူနေခဲ့တာပါသူရဲ့အိတ်ကတ်တွေကခောက်ထားခဲ့တဲ့ဓာတ်ပုံတစ်ပုံကိုအမြန်ဆုံးထုတ်ပါရင်သူမငငယ်တုန်းကမွေးကင်းစကလေးငယ်တယောက်ကိုပွေထားတဲ့ပုံအဟောင်းပါ တောင်းရနေတဲ့လက်နဲ့သူကထုတ်ပြလိုက်ပါရင်ဒီပုံကမင်းမဲဟုတ်တယ်မလားဆိုပြီးသူကအမျိုးသမီးကိုမေးလိုက်ပါရင်အမရာရဲ့အသက်ရှူတန်ကတော့လေချောင်းထဲမှာနေဝင်သွားခဲ့ပါပြီသူမရဲ့မျက်လုံးတွေကမေးမိနေတဲ့ပုံရဲ့အပေါ်မှာစူးဆိုင်သွားခဲ့ပါရင်အဲ့ဒီအချိန်ငိုရှိုက်တန်တို့ကသူမရဲ့နှာခမ်းကနေထွက်ပေါ်လာခဲ့ပါပြီဒါကမဖြစ်နိုင်ဘူးလို့လည်းရေရွတ်နေခဲ့ပါရင်ဒန်နီယယ်ရဲ့အတန်ကအခုစတော့အေးတကြီးဖြစ်နေခဲ့ပါပြီကျေးဇူးပြုပြီးတော့ကျွန်တော်မင်းကိုရှာဖွေနေတာကြားပါပြီဘာဝေဖြစ်ခဲ့တာလဲဆိုတာကျွန်တော်အကုန်လုံးတိတွားပါပြီ စွဲစတန်ဒီကိုလည်းတွေးခဲ့ပါရင်ကျွန်တော်ရဲ့အဖေအကြောင်းအမန်တရားဝေကိုလည်းတွေးခဲ့ပါတယ်လို့သူကဆက်တိုက်ပြောပြခဲ့ပါရင်အမရာရဲ့ဗားပြင်ပေါ်မှာမျက်ရည်ဝေးစီးကြလာခဲ့ပါရင်သူမကမြေပြင်ပေါ်ကိုလဲချပြီးတော့မထိန်နိုင်အောင်ကိုရှိုက်ကြည့်တငင်ငိုခဲ့ပါရင်ဒန်နီယယ်ကသူမရဲ့ဘေးမှာဒူးထောက်ကမင်းကျွန်တော်ကိုပြစ်မှတ်သွားခဲ့ဘူးလို့သူတူတူလေးပြောလိုက်ပါရင်မင်းကကျွန်တော်ကိုကယ်ခဲ့တာပါမင်းကျွန်တော်ကိုအသက်ပေးခဲ့တာပါဆိုပြီးဆက်ပြောပါရင်အမရာရဲ့နုနယ်တဲ့လက်တွေကသူ့ရဲ့မျက်နှာကိုထိတွေ့ဖို့ဆန့်တန်းနေပါရင် သူမရဲ့မျက်လုံးတွေမှာမယုံကြည်နိုင်ခြင်းတွေပြည့်နေနေခဲ့ပါပြီသူတို့ပြောခဲ့တာကတော့ငါမင်းကိုဘယ်တော့မှပြန်တွေးခွင့်မရတော့ဘူးလို့ပြောခဲ့တာပဲဆိုပြီးသူမကထုတ်ပြောပါရင် သူမဟာငိုကြွေးနေခဲ့ပါရင်မင်းရဲ့အဖေဆုံးပြတ်နောက်ပိုင်းငါစီမှာဘာမှမရှိခဲ့ပါဘူးကိုဘတာကိုတော့မှမကြွေးမွေးနိုင်ခဲ့ပါဘူးကလေးတယောက်ဆိုရင်ဝေရောဆိုပြီးသူမကရင်ဖွင့်ပါရင်ငါစီမှာရွေးရှင်စရာမရှိခဲ့ဘူးလို့သူမရဲ့အတန်ကကွဲအပ်နေခဲ့ပါပြီတကယ်တော့သူမဟာပျော်ရွှင်စွာမိသားစု၃ယောက်အဖြစ်ဖြတ်တန်းနေထိုင်ခဲ့ကြပြီးဒန်နီယာအဖေဖြစ်သူကချောင်းစိုးရကနေအခြေအနေပြင်းထန်လာခဲ့တာပါသူမစီမှာရှိတဲ့ငွေအနှဲငယ်နဲ့ဈေးရုံတင်ခဲ့ပါရင်ဒါပေမဲ့အခြေအနေကြီးကောင်းမလာပဲအစိုးဖက်ကိုရောက်သွားခဲ့ပါရင်၆လလောက်အကြာမှာသူကဆုံးသွားခဲ့တာပါ ဒလေးတယောက်နဲ့ဇေယုံမှာကြံခဲ့တဲ့အကျွေးတွေအကြာသူမရုန်းကန်ပြီးကုကေရမဲ့ဖြစ်ခဲ့ပါရင်သူမအတွက်တော်မှာအစာမစားရပဲရက်တွေထက်လာခဲ့ပါရင်အဲ့ဒီအချိန်လူရှမ်းသာဆုံးတွဲကရှင်းနေကနေတစဉ်ကလေးကိုမွေးစားဖို့ကန့်လန့်ခဲ့ပါရင်နောက်ဆုံးမှာတော့ယင်နနာနဲ့ပဲသူမရဲ့ကလေးဘဝကောင်းစားဖို့အတွက်သူမဟာကလေးကိုဆွလို့ဖို့ဆုံးဖြတ်ခဲ့တာပါတကယ်မွေးစားမယ်ဆိုတဲ့စတန်ဒီမှာတော့ကလေးနဲ့လုံးဝမပတ်တဲ့ရအရေးတော့မပြရဘူးဆိုတဲ့စည်းကမ်းတွေကိုလည်းယင်နာစွာနဲ့လက်မှတ်ထိုးပေးခဲ့ပါရင် ငွေစားဖို့ပေးပြီးရနောက်ပိုင်းသူမကသူမရဲ့သားနဲ့ခင်မုန်းကိုလွမ်းဆွတ်တဲ့စိတ်နဲ့အလုပ်တွေလုပ်ကဈေးုံစိတ်အလုံးပေးရှိပြီးကုံဆုံးခဲ့ပါရင်သူမအသက်ရလာတဲ့နောက်ပိုင်းအလုံးမလုံနိုင်တော့တာကြောင့် လမ်းပေးမှာအခုလိုမျိုးတောင်ရန်စားတောက်နေရတာပါလို့ရှင်းပြပါရီလူငယ်ကသူကတော့ကောင်းမွန်စွာနေထိုင်နေရတဲ့အချိန်မှာသူ့အမေရုံးကန်နေရတဲ့အကြောင်းသိပြီးဝမ်းနေထွားခဲ့ပါရီမင်းကငါရဲ့အမေပဲဘယ်အချိန်မှဆိုငါရဲ့အမေပါပဲလို့သူကပြောပါရီမင်းနဲ့အတော်ကြောင်သူတို့ကတယောက်နဲ့တယောက်မိသွဲပြီးစကားဝေးပြောနေကြပါရီလမ်းတွားလမ်းလာဝေးကရက်တန့်ပြီးသူတို့ကိုကြည့်နေကြပါရီချမ်းသာတဲ့လူငယ်တယောက်ကလမ်းပေါ်မှာဆုပ်ပြတ်နေကြတဲ့သတောင်းစားအမျိုးသမီးတယောက်ကိုပွေဖက်နေတာကြောင့်ပါဒါပေမဲ့ဒန်နီယယ်ကခ ्यू မဆိုင်နိုင်ပါဘူးနောက်ဆုံးတော့မျက်ရည်ပြည့်နေကြတဲ့မျက်လုံးနဲ့သူမကိုကြည့်ပါရီ င်တော်နဲ့လိုက်ခဲ့ပါလို့သူကငြင်းသားစွာနဲ့ပြောပါရင်အခုအမင်းကိုပြုစုဆောင်ရှောက်ခွင့်ငါ့ကိုပေးပါလို့သူကပြောပါရင်အမရဟာခေါင်းကိုပြင်းပြင်းစွာနဲ့ခါလိုက်ပါရင်ငါကဘာမှမဟုတ်တော့ပါဘူးဘာမှမရှိပါဘူးမင်းကချမ်းသာတဲ့လူတစ်ယောက်ပဲမင်းကကိုမလိုအပ်ပါဘူးလို့သူမကဆက်ပြောပါရင်ဒန်နီယယ်ကတော့ငြင်းသားစွာနဲ့ပြုံးကအမေကကျွန်တော်လိုအပ်ခဲ့တဲ့အရာအလုံးပါပဲ ျွန်တော်စီမှာကဘာပေါ်မှာရှိရပိုက်ဆံအားလုံးရှိပါတယ်ဒါပေမဲ့ကျွန်တော်စီမှာအမိတယောက်ဘယ်တော့မှမရှိခဲ့ဘူးပါဘူးလို့သူကပြန်ပြောခဲ့ပါတယ်ဒီလိုနဲ့ပဲတုံရင်နေခဲ့တဲ့ခြေထောက်ဝင်တဲ့အမရာတယောက်သူ့ရဲ့စူပါကားတဲကိုလိုက်ဝင်တွားခဲ့တော့ပါတယ်ဆယ်စုနဲ့ပေါင်များစွာအတွင်းပထမအကြိမ်အဖြစ်သူမကနူးညံ့တဲ့တရေထိုင်ခုံအပေါ်မှာထိုင်လိုက်ပါတယ်ပင်ပန်းနွမ်းနေတဲ့မျက်နှာပေါ်မှာမျက်ရည်ဝေကစီးကျနေခဲ့ပါပြီး ဒန်နီယယ်ကသူ့ရဲ့လက်ထောက်ကိုဖုန်းခေါ်ပြီးတော့အကောင်းဆုံးဆရာဝန်အကောင်းဆုံးပြုစုဆောင်ရှောက်မှုရအောင်လုပ်ပေးဖို့နဲ့အိမ်မှာအခန်းအခန်းပြင်ဆင်ပေးထားဖို့ပြောလိုက်ပါရင်းနောက်ပိုင်းရတပတ်ဒီမှာဆိုတော့အမရကိုဈေးကူတမှုပေးခဲ့ပါရင်းအဖို့အစာအစ်စ်တွေကောင်းမွန်တဲ့အစာအသောက်တွေပေးခဲ့ပါရင်းသူမရဲ့ခွန်အားဝေးတစားစားရလာခဲ့ပါပြီညာတိုင်းဒန်နီယယ်ကသူမနဲ့အတူထိုင်ပြီးတော့အသိကသူ့အဖေအဖေထားတဲ့ချစ်ခြင်းမေတ္တာဝေးသူမမဖြစ်မနေရွေးရှယ်ခဲ့ရတဲ့ဆက်လန်းဒီကိုနားထောင်ခဲ့ပါရင်းမီလင်းဖို့ပေးမှထိုင်ကအမရကသူမရဲ့သားကိုကြည့်လိုက်ပါရင်း အခုစတော့တန်မာပြီးအောင်မြင်နေပါပြီမင်းကိုထာဝရဆုံးရှုံးသွားပြီလို့ထင်ခဲ့တာဆိုပြီးတူမကတူတူလေးရေရွတ်နေခဲ့ပါရင်မင်းငါ့ကိုခွဲလွတ်လိုက်မယ်လို့ဘယ်တော့မှမထင်ခဲ့ဘူးလို့တူမကပြောပါရင်ဒန်နီယယ်ကတော့တူမရဲ့လက်ကိုလမ်းဆွဲပြီးငင်သာစွာနဲ့ငစ်ပါရင်အမေကကျွန်တော်ကိုအသက်ပေးပြီးတော့မွေးခဲ့တာပါအခုကျွန်တော်အမေနဲ့ထိုက်တန်တဲ့ဘဝကိုနောက်ဆုံးတော့ပေးနိုင်ခဲ့ပါပြီလို့သူကဆက်ပြောပါရင်တချိန်ကလမ်းဘေးမှာတောင်းရန်စားတောက်ခဲ့ရတဲ့အမျိုးသမီးဟာအခုစတော့ကုန်တိခါနဲ့ချစ်ချင်းမေတ္တာနဲ့အတူနေထိုင်နိုင်ပါပြီ ကြည့်ရှုပြပရိသတ်များအားလုံးကျေးဇူးတို့တင်ရှိပါခင်ဗျာ